ကဒီနေ့ line ပေါ်မှာတွေ့ရတာပေါ့နော်ဥနေဝင်းဥဥမတန်ပါဘူးเนาะစာထဲမှာရေးထားတော့ဥကနေဝင်းလက်ထက်ကအိန္ဒိယကိုပြန်ပို့ခံရတဲ့မြန်မာပြည်သားတဲ့အတက်တရအဖိုးကဘုကျောင်းအောင်ဆန်းနဲ့ပတ်သက်လို့စကားပြောထားတာเนาะစွန့်နေပြီးတော့เนาะမကြည့်ွားပါကျွန်တော်ပြမယ်နော်ဟုတ်ဗမာစကားငါလေးဗမာစကားဗမီဗမီ language မြန်မာ language မြန်မာ language မြန်မာစကား ဘာသာမြန်မာ language ရတယ်တာကြီးကတတ်တယ်တာကြီးကဘယ်နှစ်ကရောက်တာဘယ်နှစ်ကကျွန်တော်ဒီစီရောက်တာလားမေးတဲ့လူကဗမာစံခွေးလိုမြန်မာ language သွားလောက်တယ်ဟိုကပြောပြီး1980ခုနှစ်ဟော1980ခုနှစ်ဘာလို့ရောက်လာမေလ9ရက်နေ့မေလ9ရက်ဘာလို့ရောက်လာ ်ဘာဖြစ်လို့ရောက်တယ်လဲကျွန်တော်တို့ဒီပြည်ဆိုရမှာပြည်သူဆိုရမှာဟုတ်ဘူးတာဦးစင်းနေတဲ့အချိန်မှာဟာမေးရမေးရပုံကဦးစင်းဖြစ်မယ်နော်ပြည်သူဆိုရမှာဟုတ်ဘူးတဲ့ဟောကွာတယ်နော်ဘယ်ဘယ်ဘရုတောက်ချုပ်တဲ့နေကတော့နေဝင်နေဝင်ဦးနေဝင်ဩဟုတ်ဖာစားနေ ်သူကသူကအာကျမ်းမာတယ်နော်အတက်တရာဆိုတဲ့အရွယ်ကျွန်တော်တို့ကိုဒီဆိုလို့ရှိရင်တော့ဂျိမ့်နေတယ်ဘာလို့ဆိုသိုးထားပေထားတဲ့ဓာန်နေနဲ့ဘလို့မှအတက်တရာတော့နေလို့ရမှာမဟုတ်ဘူးပြောတာပြည်သူပြောတော့ကိုကောင်းကျော်တက်တော့အုတ်ချောင်းနေလို့ဆိုတော့ဟုတ်ပါဘူးအဲ့စစ်တမ်းရှိဘူးအဲ့ဘာလဲကျွန်တော်တို့ကတော့ဒီအိန္ဒိယပြည်တက်တော့

ောင်းရပါပူပေါက်ပြီးတော့ပါဘာပါဒါစားကားတယ်ဆိုတော့တိုက်တာအော်နောက်တော့ဘောဂျောင်းစားနဲ့တွေ့ဘူးလားတွေ့ဘူးလားအော်တောင်းတယ်လို့သူကတောင်းတယ်ဘယ်လိုဥစ္စာမားတယ်ဘယ်လိုဥစ္စာမားတယ်မလုံးတယ်ဘူးနော်စင်မကောင်းဖြစ်နေတာပါနော်အော်ကျင်းတော့တိတ်တဲ့ခု ခုအသက်တော့ပြေရမှာလက်လိုက်ရရပါဘူးလောက်ခဲ့တဲ့ပုဂ္ဂိုလ်ဘာဘာကေဟောမှာကဲဒီဦးလေးကဒါဆိုရင်ဒါအိန္ဒိယနိုင်ငံသားသတ်မှတ်လို့ရတယ်သူများနိုင်ငံသားတော်မှဘုโจအောင်ဆန်းရဲ့ဂုံကျေးဇူးကိုချီးမွမ်းတယ်တစ်ဖက်မှာဒီလိုမျိုးတိုင်းပြည်အတွက်အလုံးလုံးတဲ့သူကိုတိုက်ခိုက်ခဲ့တဲ့ဂလုံဦးစောရဲ့တန်ဖိုးကိုဒီနေ့အချိန်ထိရှုံ့ချအဲ့တော့ဂလုံဦးစောမှာသားတွေမိတွေမြစ်တွေကြံပြီးခဲ့တယ်အခု เนาะဘလုံးဥစောမြည်ဆိုရင်ဒါအဲဘုကြောင့်အောင်ဆန်ထုတ်ပတ်ရုပ်ရှင်မှာသူရိုက်ရှင်လို့ဘာလို့ဆိုတော့သူ့အဖိုးပေါ်ကိုပြည်သူတွေအဲတင်းနေတဲ့အညိုအာဃာတတွေပြေပြောက်စေခြင်းလို့တဲ့เนาะဘလောက်တနာဟောကောင်းတယ်စဉ်းစားကြည့်ဒါတကယ်ဒီဘက်တိုးတက်လာတဲ့ခစ်တွေမှာဒါမျိုးတွေခွဲခြားမှုတိတ်မရှိဘူးဆိုပေမဲ့ဘလုံးမှမရပါဘူးအဲ့တော့ဒါကိုပြချင်တယ်ဒီဗီဒီယိုခံကျွန်တော်အဓိကလှုပ်ချင်တာအဲ့ဒီအခန်းလေးကိုပြောချင်လို့ပါဒီနေ့ခေတ်တော်လှန်ရေး2021ຫນွေဦးတော်လှန်ရေးဆိုတာဘာဖြစ်လို့တော်လှန်ရေးပေါ်ပေါက်လာရတယ်အားလုံးတိပဲဖြစ်တယ် ရွေးကောက်ပွဲမှာမဲမနိုင်တဲ့ကောင်တွေကမင်းအောင်နိုင်ကိုတွားကပ်ပြီးတော့အာဏာသိမ်းဟိုင်းတယ်။မင်းအောင်နိုင်ကဒီတစ်ပြက်အန်အန်ဒီအစိုးရအာဏာရမယ်ဆိုတူအတက်65နှစ်ကြော်ပြီးကာချုပ်ယာဒူဆက်ယူလို့မရတော့။ကာချုပ်ယာဒူလက်လွတ်လိုက်ကတည်းကသူလောက်ထားတဲ့ပြစ်မှုတွေအားလုံးကြောင့်သူဟာကျိန်းနေဖမ်းခံထိလိမ့်မယ်။အဲ့ဒီအတွက်မင်းအောင်နိုင်ကဘာလုပ်ကလဲ။တစ်ဖက်ကလည်းသူ့ကိုအာဏာသိမ်းဖို့လာပြောတဲ့ကောင်တွေနဲ့ပေါင်းပြီးတော့တိုင်းပြည်ကိုအာဏာသိမ်းတယ်။ မင်းအေးချမ်းနေတဲ့တိုင်းပြည်ဟာမင်းရောက်နိုင်အာဏာသိမ်းလိုက်လို့ဒီဘဝရောက်လာခဲ့တာဒါတော့ပြည်သူကချက်ချင်းတီးအခုညီပေါ်မှာနော်အစိုးရအိမ်တွေမီးရှို့ကားတွေဆိုင်ကလေးမီးရှို့လောက်ရက်လောက်တယ်မြန်မာပြည်သူကအရှိတ်ဆန္ဒပြောင်းအောင်အနောက်ကအမိုက်လိုက်ောက်တာအဲ့လောက်ထိတန်မိုးရှိနေပြည်သူတွေဆိုတော့အဲ့ဒီလိုမျိုးနိုင်ငံဒီအလက်အပြောင်းဟာဒီကောင်တွေရုံမှလို့ဆိုတာလူမှန်တယ်အကုန်တိတယ်ကွာအဲ့ဒါကြီးကိုမှားတဲ့လူဘက်ကိုအပြစ်မပြောဘဲနဲ့ တော်လန်ရင်လှုပ်တဲ့သူကိုနီးမျိုးစုံတိုက်ခိုက်ဖြစ်စီနေအခုကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ငပောက်တို့ဒီစစ်တပ်အားပေးအောက်ဆွဲတွေပဇင်ဦးတို့နော်ဟန်ကြီးဦး group တို့ဒါတွေအားလုံးဟာအတမိုင်းကြံမိခဲ့မှာနော်တို့ပိုင်ရက်ကိုတို့ဟဲ့အခုဆိုကျော်မျိုးမင်းအားလေးရှိတယ်ကျော်စိုးဦးနဲ့တာသမီရှိတယ်ဒီကောင်တွေနောက်တစ်ဆင့်ကြည့်အခုမကြည့်ဂလုံးဦးစောဆိုအခုဒီအပြစ်ပေါ်ပြောပြောကနေကြည့်ဟဲ့အခုဒီဦးလေးဗီဒီယိုဖိုင်ကိုဂလုံးဦးစောရဲ့ဆွေမျိုးသားကြီးတွေကြည့်ကြည့်ရဲ့ ယင်နဲ့ဘယ်လိုခံစားရမလဲဟမ်ဘုကြောင့်အောင်ဆိုင်ရဲ့ဆွေမျိုးသားချင်းတွေကြည့်ကြည့်ငါတို့အဖိုးကတန်ဖိုးရှိတာကြံသူများနိုင်ငံသားအောင်ချစ်ကျူးတယ်တကယ်ပဲငါတို့အဖိုးကတိုင်းပြည်အတွက်တန်ဖိုးရှိကြပါလားလူတေပေမဲ့နာမည်မတည်ဘူးဟာကလုံဦးစောဆွေမျိုးသားချင်းကြတော့ဒုက္ခပဲကွာငါတို့လူတိတ်ပြီးတော့အောင်မရဘူးသူများနိုင်ငံလူကအောင်ငါတို့အဖိုးဟမ်ယုံတယ်မကြည့်လန်ရှက်လိုက်တာလူကြတော့ခံမှာပဲခံစားမှာပဲအဲ့ဒါပါလေ အမှန်တကယ်ဆိုသူတို့နဲ့တော့မဆိုင်တော့ဘူးဒါပေမဲ့ကိုယုံမာခဲ့တဲ့ယုံမာမှုကမဆိုင်တဲ့ကိုယ့်ရဲ့မျိုးဆက်အတွက်ပါအရေးချိန်တယ်ဆိုတော့အဲ့ဒါပြောတာအဲ့ဒါပဲအခုကြော်စိုးလို့ကြော်မျိုးမင်းတို့နော်မဟုတ်တာကိုအဟုတ်လို့ပြီးတနေ့တနေ့ကလိန်ကချစ်ကလိန်ကဝါတွေပြောနေတာလုံးလုံးဆယ်တော့သူတို့အတွက်ချမ်းနိုင်ချမ်းသာပါလိမ့်မယ်ဒီစစ်ကောင်းဆောင်မဆားလို့နောက်ဆုံးသူတို့စစ်တပ်ကနိုင်ဝိုင်းရင်လည်းသူတို့နေရာကောင်းရရပါလိမ့်မယ်ဒါပေမဲ့သူတို့အသက်ဘလောက်နေရမှာလဲအဲ့ဒီအဲ့ဒီအခွင့်ရေးတယ်သူတို့ဘဝအတွက် အာမခံချက်ရှိလားနံပါတ်1နံပါတ်2တည်မြဲလားအဲ့ဒီနှစ်ခုပဲပြန်ကြည့်ပါနံပါတ်1အခုစစ်တပ်မင်းအောင်နိုင်မဟုတ်တာလောက်တော့တည့်ရဲ့သားနဲ့ဝိုင်းမြောက်တို့ပင့်ကောလုံနေတဲ့ဒူတွေအားလုံးဟာသူတို့ဘဝအာမခံချက်ရှိလားမရှိပါဘူးဇော်ဘောဟင်းကြည့်လေဟမ်ရှိရှိလေးအဲ့တော့နံပါတ်1တည်မြဲတည်မြဲလားအာမခံချက်တော့မရှိတယ်ဘလို့တည်မြဲမလဲအဲ့တော့တန်လားဘဝတမိုင်းအသေးခံပြီးတော့မိုက်ရဲမယ်ဆိုရင်စက်မိုက်ကြ နော်ဒါကြုံလို့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်အဓိက message ပေးချင်တာကအဲ့ဒါပဲဒါကြောင့်မလို့မိုးပြိုအများလို့သူများပြောတယ်မလို့အချိတဲ့တလောကလုံးမိုးပြိုပါစေငါပြိုစရာမလိုဘူးငါရအောင်ရုံးမယ်ဆိုတဲ့စိတ်ဓာတ်မျိုးထားဖို့လိုတယ်တလောကလုံးကလူယုံမာတွေအောက်မှာလဲစင်းပေးနေပါစေငါသေရင်သေပါစေငါအသက်ခန္ဓာတည်ရွေးဒီမတရားတဲ့ကောင်တွေအောက်လဲစင်းမပေးဘူးဆိုတော့တံမတိစိတ်ဓာတ်ခံနိုင်ရမယ်အဲ့ဒါကျွန်တော်ထားတဲ့စိတ်ဓာတ်ပဲရှင်းရှင်းလေးပဲเนาะ ါကြောင့်မလို့လာခဲ့ပါမင်းတို့တစ်ချိန်ကျရင်တမိုင်းရင်းရှင်မလားစိုက်တယ်လို့ရှင်နော်အဲ့ဒါကြုံလို့ပြတာအခုဒီမှာကြည့်လိုက်နော်ဒီအဖိုးပြောရတဲ့စကားဒါဦးလေးတော်ဘုပ္ပအဖိုးပေါ့နော်ပိုးစင်ဖြစ်နေပြီအခုသူတမိကိုလည်းအုပ်ချုပ်ပုံမပေးဘူးနော်အောင်းနေတရစီလာတော့နော်ဆက်ကမချမ်းသာဘူး။အော်။ညမာပြီကစိတ်က စတော့မေတ္တာစိရှိခဲ့တယ်ဒီလားဒီစိတ်တဘာဖြစ်လို့မရှိတယ်လဲအာစိတ်တကောင်းဆောင်လေကွာမင်းအောင်နိုင်တို့ဒီအဖိုးပြောတဲ့ဇာတ်ကမတွေ့မတွေ့မရှက်ဘူးလားမသိဟာစစ်ဖို့ချုပ်ပြီဒါပေမဲ့တခုတခုတော့ညှော်လင့်မိတယ်ညှော်လင့်မိတယ်ဆိုတော့စိတ်တထဲမှာမင်းအောင်နိုင်ကိုအာနာသိမ့်နိုင်တဲ့လူမရှိပါဘူးဒါပေမဲ့ရှိပါစေလို့ညှော်လင့်မိတယ်မရှိတာကိုညှော်လင့်မိတယ်ဘာဖြစ်လို့လဲနံပါတ်1အဲ့ဒီစစ်တပ်ကနာမည်ကောင်းရအောင်အခုနေစစ်ဖို့ချုပ်တယောက်က မင်းအောင်နိုင်အပါဝင်နောက်ဆုံးစိုးဝင်းမထလာတော့လုံးတော့မရပါဘူးမရဘူးမရဘူးတော့အရင်ကြိုပြောထားတာမရဘူးလို့လို့အဲထုတ်ထားပြီးသားဒါပေမဲ့ရခဲ့ရင်ရှိတော့အခုဥပမာစိုးဝင်းရထားပြီးမင်းအောင်အာနာတိတ်လိုက်အာတိုင်းဒီကဒီကောင်အာနာတိတ်လို့သူတို့ဖြစ်တယ်။ရမစစ်တပ်ငါတို့စစ်တပ်ကိုငါတို့စစ်တမ်းလေးပြခေါ်ရမယ်ဟေ့။ရောတိုင်းဒီအာနာကိုမင်းတို့ပြည်သူကိုပြန်ရတယ်ကွာ။ငါတို့စစ်တပ်ကိုတော့လာစစ်တပ်ကုံပြန်မယ်ဆိုရင်အဲ့ဒီပုံကတိုင်းပြည်အတွက်တကယ်ကဲ့တင်ရှင်ဖြစ်မှာ။ ဟာတူရဲ့ကောင်းကြီးတကဘာလုံးဝလည်းချီးကျူးမှာနော်တလောကလုံးချီးကျူးမှာဘယ်ဆက်ကြဝရင်းမင်းအစ်စ်ဖြစ်သွားမှာနော်ဖြစ်လာပါစေလို့ဆုတောင်းတယ်မဖြစ်နိုင်မှန်းသိပေမဲ့ဖြစ်လာပါစေလို့ဆုတောင်းမိတယ်ဘာဖြစ်လို့လဲနံပါတ်1တိုင်းပြည်ဆက်ပြီးတော့တွင်းထွက်တိုင်းကိုဖြစ်စရာမလိုပြူစိုးဒီပဲတည်တည်စစ်သားပဲတည်တည် PDF ပဲတည်တည်အားလုံးကဒီနိုင်ငံသားတွေသူတို့ကသူတို့ခေါင်းစဉ်မျိုးစုံနဲ့အကြံဖက်တို့ပဒတ်တို့ပေါက်ပန်း၄၀ပြောနေတာအားလုံးကနိုင်ငံသားတွေ ဒီနိုင်ငံမှာမွေးထားတာကရင်ပြည်သူတယောက်နေနဲ့သူ့တောင်ရမှာစိုက်စားပြိုးစားနေတဲ့အချိန်မြန်မာစစ်တပ်ကစစ်ကြောင်းထိုးပြီးလာပြီးရရဲ့ပုတ်ဝဲလုပ်ရင်သူ့စိတ်ထဲမှာပါမြန်မာတွေကျူးကျော်လာပဲတူမြင်နေ။ဟောကရင်စစ်တပ်လာရင်အစ်စစ်ပဲဟိုပဲပါတီမလုပ်လားဘာလို့ဆန်ချလိုက်တဲ့အောင်မင်းဝင်းအောင်မင်းပြီဟုတ်တယ်မလားစတဲ့ပြင်ရပြီဒါပဲမထူးဆန်းဘူးတို့အဲ့တော့ကရင်ပြည်နယ်မှာရှိတဲ့ကရင်တွေအတွက်မြန်မာစစ်တပ်ဟာကျူးကျော်သူပဲ။ ကချင်ပြည်နယ်မှာရှိတဲ့ကချင်တွေအတွက်မြန်မာစစ်တပ်ဟာကျူးကျော်လုပ်ပဲ။ဘာဖြစ်လဲသူတို့ကတိုင်းပြည်ကိုမှကိုစားပြုတ်ပြီးတော့လုံခြုံနှွေးထွက်မှုပေးနိုင်တဲ့အဖွဲ့အစည်းမဟုတ်ဘူးလေ။အဲ့တော့သူတို့ကကျူးကျော်လူဘွားရောက်နေမထူးဆန်းဘူးအဲ့တော့သူတို့ဘက်ကကြည့်ရင်အာငါတို့ကနိုင်ငံတော်ငါတို့တာလိန်အုပ်ထုပ်သူငါတို့ပြောတာနားထောင်အောင်မယ်ဆိုပေမဲ့တစ်ဖက်ကပြန်ကြည့်တစ်ဖက်ကကြည့်တိုင်းသားတွေဘက်ကပြန်တိုင်းဒီနေ့မှကျွန်တော်ပြောချင်တယ်ဗမာလဲတိုင်းသားပဲနော်အညာရွာတွေသွားကြည့်ပါစစ်တပ်မှွေသားလို့မွတ်တာကျင်းနေရွာတပုံးကြီးတိုင်းသားလို့ပြောလိုက်ရင်တချို့တည်းကဗမာမပါဘူးထင်တယ် ပမာဒီလဲတိုင်းရင်သားပါမှတ်ထားပါเนาะအဲ့တော့နေဇက်ဒေတာမှာစစ်မဲ့ဖြစ်ပွားဒေတာမှာနေတဲ့သူတွေအမြင်နဲ့ဒီစစ်တပ်ကိုဘယ်လိုမြင်လဲเนาะအခုဒီမှာအဖိုးပြောရကြည့်เนาะဒါဒီကြတဲ့မျက်ရည်အဲ့ဒါတကယ်ဖြူစင်တဲ့မျက်ရည်เนาะသူ့မှာအယောင်တွေးမပါဘူးသူဒီအိန္ဒိယနိုင်ငံသားဖြစ်နေပြီမြန်မာပြည်နဲ့သူဘာမှမဆိုင်ဒါပေမဲ့ဒီနိုင်ငံမှာဒီစစ်တပ်တောင်ရုပ်မှရက်ဆက်နေတာကိုဒီရင်မှာနှလုံးသားထဲကသူမခံစားနိုင်လို့ကြတဲ့မျက်ရည် ေါ်သေးသေးမြင်ရင်မဟုတ်ဘူးလားစဉ်းစားကြည့်မင်းတို့တွေကန်ကြီးခိုင်းမယ်အကောင်းပြောတာမင်းအောင်လိုက်အပါဝင်ဒီစစ်ဖို့ချုပ်တယ်ဦးစင်းနေကိုဆရာတော်ဖရာတွေကတော့ဒီချိန်တော့ဒုက္ခပြေဆိုကြားဘူးအာအာအထောင်ခွန်အထောင်ခွန်အထောင်ခွန်ကမ္ဘာဘာဘာပြောတယ်လို့ဖြစ်ကြတော့ကွာအာကောင်းတဲ့ လက်ကလောက်ကောင်းဘယ်တော့ရောက်မလဲမသိဘူးမိမလားမိလောက်ပါတယ်ဦးဇင်းတို့တော့နော်မိအောင်မှာပါလို့ကောင်းတဲ့ရက်တွေရောဟုတ်ပါပြီပြပြတော့ကြီးလင်းပါစေအဲကြီးလင်းပါစေ brightness ကြီးလင်းပါကြီးလင်းတော့ငင်းငင်းချမ်းချမ်းနဲ့အေးစစေးနေရပါစေသမားပြည်သူပြည်သားတွေအကုန်လုံးချမ်းချမ်းမှမှနဲ့အေးချမ်းချမ်းနေရပါစေ ဆူတောင်းပြေးมาပါအဖိုးဆူတောင်းပြေးมาကျေးဇူးတကယ်တင်ပါတယ်အဖိုးရဲ့အကောင့်ပြောတာတကယ်လိုက်လိုက်လေးရင်ဘတ်ထဲရဝင်ဖြစ်တယ်ကိုနိုင်ငံအပေါ်ဟိုတန်ရုံးစင်ပေါ်တော့တန်ရုံးစင်ဒီနိုင်ငံနဲ့ပတ်သက်မှုတဲ့လူတယောက်ဖြစ်တဲ့အတွက်ဒီနိုင်ငံမှာဒီလိုစစ်တပ်ကရုံမာနေတဲ့ဟာကို तू မခံစားနိုင်လို့ကြားတဲ့မျက်ရည်ဘာ तू မှနိုင်ငံရေးဘာမှတက်ဆိုင်ဘူး तू နိုင်ငံနဲ့မဟုတ်ဘူးအနီးအစိမ်းဆိုတော့ဝေးကြီးဒါပေမဲ့ तू ဘာကြောက်ကြတာလဲအမှန်မှန်တူတိနေတယ်လေ ဒီစစ်တပ်ကဒီတိုင်းပြည်ပေါ်ရုံမှန်လာတာဟုတ်ကလုံဦးသောခစ်တဲ့ကနေဝင်းခစ်တဲ့ကရုံမှန်လာတယ်ဆိုတော့ तू ကောင်းကောင်းတိတယ်လေအဲ့ဒီအတွက် तू ဟာအမှန်ကိုတိတဲ့အတွက်ယူကျုံးမရတဲ့နှနှလုံးစိတ်ဝမ်းထိပြီးတော့ကြားတဲ့မြေကြီးကြည့်လိုက်အမ်နေစင်မပြစုတောင်းလိုက်။ဟုတ်ကဲ့။ဇာကျွန်တော်မွေးတယ်မလား။အဲ့ဒီမွေးမြေကဘယ်လိုခေါ်လဲဆိုရင်တက်ကမိခင် မိခင်အဲဟုတ်ပါဘူးစာမင်းကအဲဒီမိကမာဒလာမာဒလာအဲမာဒလာမွေးနိုင်မွေးနိုင်မွေးရမြေလို့ဖြစ်နေတာပေါ့အခုကျွန်တော်ဦးစင်းနဲ့တွေ့တယ်ခင်ဗျာအာကဲကျွန်တော်တိုင်းပြည်ခက်မြမြငြိမ်းချမ်းရင်ဒီဦးလေးကိုမြန်မာပြည်ကိုအလဲခေါ်ခြင်းနဲ့ဗျာတကယ်ပဲအကောင်းပြောတာနော်သူ့မျက်နှာကိုကြည့်တာနဲ့တိတယ်ဗျာဒါဟာရိုးရိုးတက်တာရင်ထဲကတကယ်ခံစားချက်ကိုပြောနေတဲ့ လူတယောက်ကခံစားချက်ပါเนาะဒါတူမွေးဖွားခဲ့တဲ့နိုင်ငံဆိုပြီးတော့ဒါတူစိတ်ထဲမှာမှတ်ထားတယ်တူချစ်တဲ့တိုင်းပြည်ဒါပေမဲ့တူချစ်တဲ့တိုင်းပြည်မှာဒီစစ်တပ်ကပြည်သူတွေကိုအမျိုးတို့ကပေးတာနှစ်နောက်ဝင်ရွှေဝါရောက်มาလဲတန်ဃာတော်တွေကိုဒုက္ခပေးတဲ့တူကောင်းကောင်းတည်တယ်เนาะကြည့်အဲ့တော့ကျွန်တော်တော်နိုင်ခက်မြမြန်အောင်နိုင်ပါစေလို့ပဲဆုတောင်းပါတယ်ဒါလို့တူတော်ကောင်းတွေမြစ်တာပို့တာကိုရကြပါစေတူယုံမာတွေကင်းဝေးကြပါစေကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာကြိမ်စာတင့်နေတဲ့ဘဝကနေလွတ်မြောက်ဖို့အချိန်တန်ပြီသူတို့လူရုပ်မာတွေအမြန်ဆုံးကြရှုံးမှပြည်လူတွေဘဝအေးချမ်းတဲ့ဘဝကိုရမှာပါနော်စိတ်မကောင်းတဲ့ခေတ္တ TV ဖန်တွေကိုမြင်ရတကယ်ကိုစိတ်မကောင်းနော်